ကယောဂါကာလအတွင်းလူသမောင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်လို့ချီးကျူးခံခဲ့ရတဲ့ mRNA ကိုဗစ်ကာကွယ်ဆေးဟာအချို့သောကင်ဆာဝေဒနာရှင်များအတွက်မမျှော်လင့်ထားတဲ့အကျိုးကျေးဇူးရှိနေကြောင်းသုတေသီတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်ကျွန်တော်တို့တွေ့ရှိခဲ့တာကတော့ COVID mRNA ကာကွယ်ဆေးဟာခန္ဓာကိုယ်အနှံ့မှာရှိတဲ့ခုခံအားစနစ်ကိုနိုးကျစေဖို့အတွက်အလုပ်လုပ်တယ်ဆိုတာပါပဲဟုသုတေသီတို့ကပြောကြားခဲ့ပါတယ်ဒီလေ့လာမှုမှာတက်ဆက်ပြည်နယ်ရှိ MD Anderson Kinder Center မှာ အဆုတ်ကင်ဆာဒုမဟုတ်အရည်ပြားကင်ဆာဝေဒနာရှင်တထောင်ပါဝင်ခဲ့ပါတယ်။သူတို့ဟာ ခွင့်ပြုထားတဲ့ခုခံအားကုထုံးစေဝါတွေထိုးနှံပြီးရက်တရာအတွင်းမှာရှိနေသူတွေပါ။ Pfizer ဒုမဟုတ် Moderna mRNA COVID ကာကွယ်ဆေးထိုးနှံထားတဲ့အဆုတ်ကင်ဆာဝေဒနာရှင်တွေဟာကာကွယ်ဆေးမထိုးထားသူတွေထက်နှစ်ဆနီးပါးပိုပြီးပြင်းပြအားဖြင့်38လခန့်ပိုမိုအသက်ရှင်နိုင်ခဲ့ပါတယ်။ကာကွယ်ဆေးဟာလူနာတွေရဲ့ခုခံအားစနစ်ကိုအားဖြည့်ပေးပြီး ကင်ဆာအကျိတ်တွေကိုတိုက်ဖြတ်ရမှာကူညီပေးတယ်လို့သူတေသီတွေကပြောပါတယ်။ဒီလေလာမှုအရာခုခံအားကုထုံးကိုတုံ့ပြန်မှုမရှိတဲ့ကင်ဆာလူနာတွေမှာအသက်ရှင်နိုင်မှုနှုန်း၅ဆတိုးတက်လာခဲ့ကြောင်းလည်းတွေ့ရှိခဲ့ပါတယ်။ဒီတွေ့ရှိချက်တွေဟာကာကွယ်ဆေးတွေကိုကင်ဆာအမျိုးမျိုးကိုကုသရမှာအသုံးပြုနိုင်မဲ့မျှော်လင့်ချက်တွေပေးစွမ်းနေပေမဲ့ mRNA ကာကွယ်ဆေးသုတေသနတွေအတွက်အခက်အခဲတစ်ခုလည်းရှိနေပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လတုန်းက ်အမေရိကန်ကျန်းမာရေးဝန်ကြီး Robert F Kennedy Jr ကအမေရိကန်အစိုးရဟာ mRNA ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေါ်လာတန်း900ကိုပယ်ဖျက်လိုက်ကြောင်းကြေညာခဲ့ပါတယ်။သူကတိတ်ပံနှိကျတွေ့ရှိချက်တွေနဲ့ဆန့်ကျင်ဘက် COVID နဲ့တုတ်ကွေးယောဂါလိုမျိုးအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုကာကွယ်ရမှာ mRNA ကာကွယ်ဆေးတွေကမအောင်မြင်ဘူးလို့ပြောဆိုခဲ့ပါတယ်။ကင်ဆာနဲ့ပတ်သက်တဲ့တွေ့ရှိချက်တွေဟာကနဦးစင်သာရှိသေးပြီးသူတေသူတွေဟာအဆင့်သုံးစမ်းသပ်မှုတွေကိုပြုလုပ်နေပြီး ဒီနှစ်ကုန်ပိုင်းမှာလူနာတွေစတင်လက်ခံနိုင်ဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာ